ကြားချေရတခြင်းကြောင့်ဝင်ငွေတွေရခဲ့လို့လွှမ်းမိုင်းအတွက်တန်တရာအထိပါစီမဲ့အလှူတွေလုပ်ပေးခဲ့တဲ့ရွှေစင်ရုံလောင်း ပရိသတ်များလုံးမဲမင်္ဂလာပေါင်းအနုပညာလောကမှာတချင်းတစ်ပုတ်ကအစရောတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတာအလုံးလေးအသိပါပဲဒါပေမဲ့အရင်အောင်မြင်မှုကနေတဆင့်ဂျေဆုတရားကိုနားလည်ပြီးအပြန်အလှန်လေးစားမှုတွေနဲ့တိဆောက်ထားတဲ့လှပတဲ့ဇလန်းတစ်ပုတ်ဖြစ်လာဖို့ကတော့တိတ်ကိုရှားပါတဲ့ရှင်ဒီနေ့မှာတော့ကြားချေရဆိုတဲ့တချင်းတစ်ပုတ်ကနေစတင်ခဲ့တဲ့အစရောရွှေစင်ရုံလာနဲ့လွှမ်းမိုင်တို့ရဲ့လေးစားအတုယူစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဒီရဲ့မြို့ကနေဂီတလောကတွေကိုဝင်ရောက်လာခဲ့တဲ့ဒီဒီရဲ့သူလေးရွှေစင်ရုံလာကိုပရိသတ်တွေကစတင်သတိချမိလာတာကြောင့် သူရဲ့ကြည်လင်ရှင်းတဲ့အတန်လေးကြောင့်ပါပဲရေပေးမှာလိုအပ်တဲ့နေရာတွေအတွက်တချင်းလေးတွေစုပေးရင်းနဲ့ပရိသတ်ရင်းတွေကိုတဖြည်းဖြည်းရောက်လာခဲ့ပြီးတန်တန်တန်ဆိုတဲ့အတန်လေးနဲ့လည်းလူတီများလာခဲ့တာပေါ့သူမမှာကိုပိုင်တချင်းတွေရှိခဲ့ပေမဲ့အချောင်းအဆိုတော်ရဲ့တချင်းတွေကိုပြန်လဲတိစိုးရင်းနဲ့မှအောင်မြင်မှုလမ်းကြောင်းပေါ်ကိုအခိုင်အမာရောက်ရှိလာခဲ့ပါတယ်အဲ့ဒီတချင်းတွေထဲကမှသူမရဲ့ကံကြမ္မာကိုတစ်ဆစ်ချိုးပြောင်းလဲပေးလိုက်တဲ့တချင်းကတော့ hip hop ဆိုတော့လွှမ်းပိုင်ရဲ့နမဲကျော်တချင်းတစ်ပုဒ်ဖြစ်တဲ့ကြားချေရပဲဖြစ်ပါတယ်လွှမ်းပိုင်ရဲ့မွေရင်တိစိုးဟန်နဲ့ကွဲထွက်ပြီးရွှေစင်ရုပ်လာရဲ့ version အစ်စ်ကပရိသတ်တွေကို အရသာတမျိုးနဲ့ဖန်ဆနိုင်ခဲ့ရပါအောင်အရင်နောက်ပိုင်းမှာတော့ရွှေစင်ရုံလွာဆိုရင်ကြားချေရကြားချေရဆိုရင်ရွှေစင်ရုံလွာဆိုသလိုဖြစ်လာခဲ့ပါတော့တယ်သူမအလှပွဲကြီးဖြောပြပွဲကြီးသွားတဲ့အခါတိုင်းပရိသတ်တွေရဲ့တောင်းဆိုမှုအများဆုံးသချင်းကကြားချေရဖြစ်လာခဲ့ရပါအောင်ပွဲစားဖွင့်ရင်လေကြားချေရနဲ့ဖွင့်ရသလိုပွဲပြီးကံဒီပရိသတ်ကိုနှုတ်ဆက်ရင်တော့ကြားချေရကိုထပ်ဆိုပေးပါအောင်ဆိုရဲအဖေးတန်တွေကအများနဲ့ဆူညံနေခဲ့ရပါထူးခြားတာကပွဲရှင်ကိုတိုင်းကတခါတလေမှဒီတပုတ်သေးကိုပဲပွဲတစ်ပွဲထဲမှာအချင်းချင်းခါခါတီးဆိုပေးဖို့တောင်းဆိုတာမျိုးတွေတောင်ရှိခဲ့ပါတယ် ီတချင်းကသူမအတွက်အရေးပါတယ်လို့ပရိသတ်တွေကလည်းကြားချေရဆိုတဲ့နမည်ထက်တန်တန်တန်တချင်းလို့ဆိုကပို့ပြီးတော့ရင်းနှီးနေကြပါပြီဒီတချင်းနဲ့အတူအောင်မြင်မှုတွေအနုပညာကြီးဝင်ငွေတွေတိုးပွားလာတဲ့အခါမှာတော့ရွှေစင်ရုပ်လာကအနုပညာသမားကောင်းတစ်ယောက်ရဲ့ကျင့်ဝတ်ကိုထုတ်ပြခဲ့ပါတယ်သူမဟာမူရင်းတရေးစရာတိတ်ဆိုဖြစ်တဲ့ကိုလွှမ်းပိုင်ကိုလေးစားသမှုနဲ့စားတဆောင်ပို့ပေးခဲ့တာပါ အဲ့ဒီစာရဲမှာဒီတချင်းကြောင့်သမရရှိခဲ့တဲ့ဝင်ငွေတွေအကြောင်းပြောပြပြီးတချင်းမိုဘိုင်းခွင့်ကို သူ့စီကနေပြန်လည်ဝယ်ယူခွင့်ဒါမှမဟုတ်သတ်မှတ်ထားတဲ့တေးရေကောက်ကိုပေးချင်တဲ့အကြောင်းရိုးသားစွာတင်ပြခဲ့ရပါဒါပေမဲ့လွှမ်းပိုင်ရဲ့တုတ်ပြန်မှုကတော့အလုံးအတွက်အံ့ဩလေးစားစရာဖြစ်ခဲ့ရဲ့ရှင့် သူကကြားချေရတခြင်းကိုပြန်မရောင်းလို့ကြောင်းပတ်စံလဲလုံးဝမယူလို့ကြောင်းနဲ့နောင်လာမဲ့ပွဲဒီမှာလဲစိတ်ထဲမှာဝင်တော့ဝင်ပေါ်မဖြစ်ဖဲလွတ်လပ်စွာဆက်လက်တည်ဆောက်ဖို့ခွင့်ပြုခဲ့ရပေါ့တကယ်တော့သူစိတ်ဆိုးနေမလားဆိုပြီးစိုးရင်ခဲ့တဲ့ရွှေစင်ရုပ်လာရဲ့အတွင်းနဲ့ဆန့်ကျင်ပါပါပဲလွမ်းမိုင်ကသဘောထားချစ်ချစ်နဲ့ခွင့်ပြုပေးခဲ့ရုံတည်းမကပါဘူးသူမကငွေသားနဲ့ကတော့ချင်တယ်လို့ထပ်မံပြောတဲ့အခါမှာလဲလွမ်းမိုင်ကလက်မခံခဲ့ပဲတကယ်လို့အဲ့ဒီပတ်စံကိုပေးချင်တယ်ဆိုရင်သူ့ကိုမပေးဘဲနဲ့အလှတစ်ခုခုလုပ်တဲ့အခါသူ့နာမည်လေးထည့်ပြီးကုသိုလ်ယူပေးပါလို့မုံမြတ်စွာတောင်းဆိုခဲ့ရပါ ဒီလိုသဘောထားချိမတဲ့ခွင့်ပြုချက်ကိုရရှိပြီးတဲ့နောက်မှာတော့ရွှေစင်ရုံလာကဂျေဇုတရားကိုလက်တွဲနဲ့တတ်သိပြခဲ့ပါတယ်။ဓမ္မဟာလွှမ်းပိုင်ကိုစားဖျားတယ်ဖို့အတွက်အလွန်ငွေ9သိန်းချက်၊စိန်ဖူးတော်အတွက်အလွန်ငွေ17သိန်းချက်၊စုစုပေါင်း16သိန်းချက်တိတိကိုလှူဒန်းပေးခဲ့ရပါမယ်။ဒါဟာလွှမ်းပိုင်အတွက်တန်တရာအထိပါသွားစီမဲ့အကောင်းဆုံးသောကုသိုလ်လက်ဆောင်တစ်ခုပါပဲ။အလှလုံပေးတဲ့အကြောင်းကိုလည်းလွှမ်းပိုင်စီတတိချက်ချအကြောင်းကြားပြီးဂျေဇုတင်စကားကိုတပန်ပြန်လဲပြောကြားခဲ့ရပါမယ်။တချို့အဆိုတော်တွေကမွန်ရင်အဆိုတော်တွေကိုခွင့်မတောင်းမဲ့တချင်းတွေကိုယူသုံးနေကြတဲ့အချိန်မှာ င်ရွှေစင်ရုံလာရဲ့လုပ်ရက်ကတော့အနုပညာသမားချင်းချင်းလီစာတမိုထတ်တဲ့စိတ်ဓာတ်ကိုထင်းထင်းရှားရှားပြသလိုက်တာပါပဲ။သူမကိုယ်တိုင်ကလည်းကြားချေရတချင်းဟာကိုနှမ်းပိုင်ဆိုကြတဲ့ကအောင်မြင်ပြီးသားဖြစ်ပြီးသူမပြန်ဆိုမှနမည်ကြီးတာမဟုတ်ကြောင်းအများနဲ့နှိတ်ချစွာပြောလို့ရှိပါတယ်။ကဲတာဆိုရင်ရွှေစင်ရုံလာရဲ့တိတက်မှုနဲ့လွမ်းပိုင်ရဲ့နားလေပေးမှုတွေအပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။